ဲ့ဒါကြောင့်ဒီနေ့တော့တယောက်ကပြောပါတယ်ဟောအဲ့ရောက်ရင်ရောက်ကျွန်တော်ရောက်ရင်တော့ကျွန်တော်တို့မြောင်းနေဖို့ခံမှာကျွန်တော်သိပါတယ်ဘယ်အထိရောက်ဘယ်ဘယ်အထိနက်နက်ပို့မလဲဆိုတော့ပဲသိချင်လို့ကျွန်တော်လာကြည့်တယ်ဆိုတော့သူစကားလေးလိုပဲတကယ်မှန်ပါတယ်ကျွန်တော်လည်းမြောင်းနေတော့ပို့ခံမှာဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့ဘယ်အစ်စ်ထိနက်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 တူပို့မလဲဆိုတော့သိချင်လို့ကျွန်တော်လာကြည့်တယ်ဒါပါပဲဘေးကောင်လေးဘာကောင်လေးလဲကွာဘာကောင်လေးလဲရောက်လေးဘာကောင်လေးဒီကောင်လေးရှင်းရပါပဲကျွန်တော်တို့က တော်တော်လေးကိုလက်ကိုရားနေတာပဲဗျာကျွန်တော်ဘွားတွေရေးရရှိရရေးပေးရပါပဲအာရှင်းရှင်းလေးကျွန်တော်ဘွားတွေရေးပေးတာအသက်တစ်ချောင်းပဲရှိတယ်อืมကျွန်တော်ဘွားတခုပဲရှိတယ်တောက်ရှိတာမှကျွန်တော်ပြည်သားစုဘွားပဲရှိတယ်ရှင်းရှင်းလေးကျွန်တော်တို့ရေးရမှာပဲဗျာမရေးလို့မရဘူးအခုခင်ဗျားကလာပေါ့ဗျာခင်ဗျားပြောတယ်လို့ဗျာမွတ်စလင်ပါနော်နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့စိုးရိမ်နေတာကိုလည်းကျွန်တော်အပြစ်မပြောပါဘူးအဲဒါပေမဲ့တော့ခင်ဗျားတို့ ဒီဘက်မှာကြီးပဲအရန်စိုးရင်ပြီးတော့တရုတ်ဘက်ကိုကြတော့အာယုံမထားတော့ကျွန်တော်သွားတွေ့ရတယ်တရုတ်ကြတော့ဗျာအခုဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာကြားဖြန့်ကြားဖြန့်လုပ်ငန်းတွေဆိုလို့ရှိရင်တရုတ်ကပဲလာပြီးလူဘွားဝါကျင်တိုင်းဝါလှုပ်ချင်တယ်လို့ဘယ်ကလားမှဒီလောက်ကိုမလုပ်ဘူးကျွန်တော်ကြည့်တာဟုတ်ပါဟုတ်ပါအဲ့တော့အရန်စိုးရင်နဲ့ကလားကလာပြီးတော့မြန်မာနိုင်ငံရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နိုင်ငံရေးကိုလာ OIC ကလာချဲလဲတာကျွန်တော်တစ်ခါမှမတွေ့သေးဘူးတည်နော် ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆရောနိုဝင်ဘာလ22မှာ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုရုံစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုကို reaction လုပ်ပေးပါမယ်သတင်းကောင်းတွေအများကြီးရလဲမိသားစုတွေကိုစောင့်ကြိုနေပါတယ်ပထမဆုံးသတင်းလေးကတော့စကိုင်းတိုင်းမုံရမြို့အဝင်ရေဦးစံဆိုင်ဂိတ်မှာအထိုင်ကျတက်ဆွဲထားတဲ့ဂျမ်းမက်စစ်သားတွေကိုဝင်ရောက်တိုက်ခတ်ရမှာစစ်တပ်ကနှုတ်ဦးတိတ်ဆုံးခဲ့တဲ့အကြောင်းကိုဒေတာရဲစီရေးသတင်းမီဒီယာသိရပါတယ်နိုဝင်ဘာလ22မှာ9ရက်နေ့ညနေ9:45မိနစ်ကအချိန်မှာ ုံရမြို့ဝင်ရေဦးစံစံဂိတ်မှာအထိုင်ကျတဆွဲထားတဲ့ဂျပန်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗျ။ဒီတိုက်ခတ်မှုကမိနစ်30ခန့်ကြာမြင့်ခဲ့ပါဗျ။အဂျပန်စစ်တပ်ကစစ်သားတွေကိုသေဆုံးခဲ့ပါဗျ။တော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါဗျ။ဒီတိုက်ခတ်မှုကတော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်ဒါရေဦးပေါ့နော်။ဒါကျွန်တော်တို့စံစံဂိတ်မှာပေါ့နော်။ဒါကျွန်တော်တို့ညီကိုတော်တွေဖြုတ်ခဲ့တာဖြစ်တဲ့ဒီတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့မှဒါပတ်သက်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့သူတို့လွတ်ဆောင်ခဲ့တယ်ဆိုတဲ့ဥစ္စာမျိုးပေါ့နော်။ဒါကျွန်တော်တို့ ထုတ်ပြန်ထားတာမျိုးမရှိသေးဘူးလို့တော့သိရတယ်ပေါ့နော်။ဘာပြောပြောပါဒီကျွန်တော်တို့လောလောဆယ်မှာတော့မွေးငါးနှစ်ပွဲကျွန်တော်တို့ရထားတာပေါ့ဗျာနော်။ Okay ဆိုတော့နောက်တဲ့သတင်းကောင်းလေးကတော့စကိုင်းတိုင်းဒဇယ်မြို့မှာပေါ့နော်။မူးတိန်ပြူစောရီရွာကိုတက်ခဲတိုင်မဲ့ရမှာလက်နဲ့ငါးလက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေတိတ်စီရမိခဲ့တဲ့အကြောင်းကိုဒူဝွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအဲကြောင့်ရေဦးကပေါ့နော်တာဝန်ရှိသူတို့ကပြောပါတယ်။နိုဝင်ဘာလ22မှ8ရက်နေ့နဲ့လေးနိုင်ကန်းကလည်းစတင်ပြီးတော့မှဒဇယ်မြို့နယ်မူးတိန်ပြူစောရီရွာကိုတော်လိုင်းတက်ဖွဲ့ဝင်တွေကဝင်ရောက်တက်ခဲခဲ့တာဖြစ်ပါတယ်။ နနက်၈နာရီကမှသိမ့်ပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အိုးပြူရည်ကြီးတောက်လျှောက်သိမ့်မိနေရတော့တိုက်ပွဲတွင်မှာဒါကျွန်တော်တို့မူးတိန်ပြူစော်ဒီရွာကစစ်သားနဲ့ပြူစော်ဒီတွေကထွက်ပြေးတိတ်ဆောင်သွားပြီးတော့မှအချမ်းဘက်စစ်သားတွေထံကနေပြီးတော့မှလက်နက်၅လက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုဒါကျွန်တော်တို့တက်ခတ်သိမ့်ပိုက်ရရှိခဲ့တယ်လို့သိရတယ်ပေါ့နော်။ဆိုတော့လက်ရှိချိန်ဒီကုမှာတော့ဒီတက်ခတ်မှုကတော့ပြူဝ50နှစ်ပေါ်ဦးစစ်ကြောင်းဒဇယ်မြို့နယ်ပါကဖရွှေဘိုခင် MN25 တပ်ရင်းပြည်သူ့လူမျိုးရေးတပ်မတော် PLA ဒူဝန်ရေဦးမြို့နယ်အဖွဲ့ဝန်တပါလာရေဦးမြို့နယ်အဖွဲ့ drone force တစ်စဲတို့ကပူပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ MLA ပြူရောင်လည်းသိနိုင်ခဲ့တယ်။လက်နက်ငါးလက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေရတယ်။ဘလောက်တောင်မှကြက်ရည်ရှိလိုက်တဲ့တော်လိုင်းနဲ့ပတ်သက်တဲ့သတင်းကောင်းလေးလေး။ Okay နောက်ထပ်သတင်းကောင်းလေးကိုနားဆင်ကြည့်ပါအောင်။ဒါကတော့ဘကိုးတိုင်းအနောက်ချမ်းတာယာဝတီခိုင်နတ်တလင်းမြို့နယ်ဓမ္မငယ်ရွာမှာရှိတဲ့ဓမ္မငယ်ရဲစခန်းကိုညမလ28ရက်နေ့ည9:00နာရီဝင်းကျင်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဓမ္မငယ်ရဲစခန်းမှာရှိတဲ့စစ်ကော်မရှင်လက်အောက်ခံ အဲကြောင့်တပ်ဖွဲ့ဝင်တွေနဲ့ပြည်စော်ဒီအဖွဲ့ဝင်အင်အား30ခန်းကအကုန်ထွက်ပြေးသွားပြီးတဲ့နောက်မှာမင်းဘူးကျွန်းပေါ့နော်ပြည်ရွာကိုဝင်ရောက်သွားခဲ့တယ်လို့သိရတယ်ပေါ့နော်ကစင်ကလေးရားနေကိုထွက်ပြေးကုန်ကြတာနဲ့ဘာမှလည်းမရလိုက်ဘူးလက်ရှိရန်သူလဲညင်နေတယ်တိကက်သေဆုံးမှုကတော့မရှိတော့ပဲအကုန်ထွက်ပြေးသွားတယ်လေတဲ့ရေစခန်းကိုပဲမီးရှို့ခဲ့လိုက်တယ်ဆိုပြီးတော့မှဘကိုးတိုင်းစစ်ဌာနတော်လှန်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်ဆိုတော့ကောင်းပါတယ်ဒီကောင်တွေရဲ့စခန်းကိုအဲ့လိုမျိုးပေါ့နော် ပြန်လုံနိုင်ခဲ့တဲ့အတွက်ကိုဝမ်းသာတယ်ဗျာဒီကောင်လေးစကန်ကိုတက်ခတ်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ကိုဝမ်းသာတယ်ခုနကပြူဝသိမ့်တယ်အခုကရေစကန်သိမ့်တယ်အမလီဘလောက်အားရစရာကောင်းတယ်နော်ကြိုက်တယ်အဲ့လိုမျိုးဖြစ်နေရမှာဒွန်ညီကိုရော်တွေကနောက်ထပ်သတင်းကောင်းလေးကတော့ရှမ်းပြည်နယ်တောင်ပိုင်းကတိုက်ပွဲတွေမှာအမှတ်၄နှစ်ကိုချင်းမြန်တက်ရင်ခမရ၄နှစ်ကိုတက်ရင်မှုအပါဝဲစစ်ကောင်စီတပ်ကတိုက်ဆုံမှုတွေများတယ်လို့ဒေသခံစစ်ရေးသတင်းမြင့်နဲ့မြေပြင်ရဲဘော်တို့ကပြောပါတယ်ခမရ၄နှစ်ကိုတက်ရင်ကဒီမော့ဆိုမျိုးနဲ့အခြေဆိုင်တပ်ဖြစ်ပေမဲ့ရှမ်းပြည်နယ်တောင်ပိုင်းကိုဒါစစ်စင်ရေးဝင်နေရတယ်ပေါ့နော် အခုလာဇန်းပိုင်းကနေပြီးတော့မှအဲ့ဒီတရင်ကနေအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတို့ကလည်းပြောပါတယ်ရင်းမှုအသေးရတဲ့ကြံတဲ့အသေးစိတ်ကိုကျွန်တော်တို့အာတိုက်ပွဲအခြေအနေရတော့ပြောပြလို့မရသေးဘူးဆိုပြီးတော့မှရှမ်းတောင်တိုက်ပွဲတဲမှာရှိနေတဲ့ရဲဘော်တို့ကပြောပါတယ်စစ်ကောင်စီရဲ့တရင်မှုတည်ဆုံးနေဆိုတဲ့အချက်လက်နဲ့ပတ်သက်ပြီးတော့မှတော့တီးကြားကျွန်တော်တို့ဒါလက်ရှိအခြေအနေတခုမှတော့ဒီအုတ်ထုတ်ကြီးမြင်ထားဆိုတော့ဒီဒီနွားရှောဟိုက်လို့ကျွန်တော်တို့ကတော့ဒါအတီးပြုတ်တယ်ပေါ့နော်ဆိုတော့ စစ်ကောင်တပ်ကပအုပ်ပြည်သူစစ် PNO တပ်သားအင်အားကိုတုံ့ပြုပြီးတော့မှပင်လောင်းတဲ့ဖေခေါ်မျိုးနယ်တွေမှာရွေးကောက်ပွဲကျင်းပဖို့စစ်ကြောင်းထွေးနေမှာဂျားပြက်တိုက်ခတ်ခံနေရတာလို့ရှမ်းတောင်စည်ရေးတရေမြစ်တွေကသိရပါတယ်။မြို့နယ်လုံးကျွရွေးကောက်ပွဲတွေလုပ်နိုင်မှုရွာတွေကိုထိုးစစ်ဆင်နေတာနဲ့တိုက်ပွဲကတော့ပြင်းထန်နေသေးပဲဆိုပြီးတော့မှဒီတိုက်ပွဲတွေမှာပါဝင်နေတဲ့ရဲဘော်တွေရဲ့ပြောပြချက်တွေကသိရတယ်ပေါ့နော်။ Okay ဝမ်းသာတယ်တိုက်ရင်မှုရတယ်ရဲစကန်သိမ်းနိုင်ခဲ့တယ်ပြူရောင်လည်းသိမ်းနိုင်ခဲ့တယ်။ Okay 29ရက်နေ့စက်တရေတွေကိုတအားကိုရှိနေတာလို့နော်။အဲ့တော့ သတင်းလေးနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါပထမဦးစွာကျော်မျိုးမင်းရဲ့အကျွန်တော်တို့ဗီဒီယိုဖိုင်လေးနဲ့စလိုက်ရအောင်ပါဒါကတော့ဗာလဲဆိုတော့လက်ရှိချိန်ဒီကုမှာဘလရုသမရကတော့ပြန်သွားပြီပေါ့နော်အဲဘလရုသမရရဲ့လက်ရှိနိုင်ငံတကာခီးစဉ်စစ်တပ်ရဲ့နိုင်ငံနိုင်ငံတကာခီးစဉ်နဲ့ပတ်သက်ပြီးတော့ပါပေါ့နော်ဒါကျွန်တော်တို့ဒါနောက်များနောက်များမှာပေါ့ကျော်မျိုးမင်းဆိုတာပြောအလုံးလဲသိတဲ့အတိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့မှအခုလိုမျိုးတဲ့မှာ cross data အားပြောတဲ့လူဆိုတော့နောက်ပိုင်းမှာသူ့ကိုပေါ့အာစစ်တပ်ကနိုင်ငံခြားခီးစဉ်တွေတွားရင်မခေါ်မှာကြောက်နေတဲ့ အခြေအနေလေးပေါ့နော်ပြီးွားရင်လက်ရှိအခြေအနေတခုမှာပေါ့နော်ဒါကျွန်တော်တို့ဟိုဘလောက်ပဲစက်တက်ဘောမဘောမအချိန်တိုင်းမြောင်းနေပို့ခံရမှာသိနေပြီပဲလေစက်တက်ကိုဘောမမရရင်မနေနိုင်တဲ့ကြော်မျိုးမေးရဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးပဲတူတူနားထောင်ကြည့်ရအောင်ပါဖရင်သွားလေးနဲ့ပတ်သက်ရင်တော့နိုင်ငံတော်အစ်စ်နေကြီးစားတွေမှာတော့တကယ်ဝမ်းသာကြရကောင်းတယ်ဟိုတကယ်ဟိုဟိုကျေးဇူးတင်ကြရကောင်းတဲ့ကြီးစင်တွေဖြစ်ခဲ့ပြီမြင်တယ်သမားကိစ္စမှာတော့ဟို season နဲ့ arrange မှာပဲမှာတော့အစိုးရဘက်က arrange မှာကတော်တော်လေးအာရော့တော့တွေ့ရတယ်ကျွန်တော်သိနေချင်အာရော့တယ် အဲ့တော့ဟိုကိုယ်လည်းပြောတာပြောတာတို့ကြနောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်မှာဆိုတယ်။နောင်မြဒီကောင်မခေါ်နဲ့ကွာဘာဖြစ်ဖြစ်တော့မှလည်းစိုးတယ်။ဘာလို့ညာကြီးပါကျွန်တော်တို့ဘေးကမြင်ရတဲ့အမြင်ရဆိုရင်တော့လိုအပ်ချက်တွေအများကြီးတွေ့ရတယ်။ပြီးတော့ဟိုသူတို့ရဲ့စဉ်းစားမှုစဉ်းစားနည်းဘယ်လိုစဉ်းစားလဲတော့မသိဘူးကျွန်တော်မီဒီယာ။တကယ်တော့ဒီလိုသတင်းမျိုးကိုမီဒီယာကိုခေါ်ပြီးတော့အများပြည်သူကိုထုတ်ပြတာဖြစ်တဲ့အတွက်ထုတ်ပြမယ်ဟာဒီမှတ်သမားဟာမီဒီယာကိုပုံပေါ်လင်းလင်းနဲ့သိချထုတ်ပြလိုက်လို့ရှိရင်ကောင်းမယ်ပေါ့နော်။ဟိုကန့်ဒီကန့်ဟိုသွားဒီသွားဟို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 တာဒီတာဆိုတာကြီးကြတော့လေမကောင်းဘူး။ အဲ့ဒါကြတော့လည်းမကောင်းဘူးဘာလို့ဆိုတော့တရင်သမားတွေကတရင်သွားယူတဲ့အခါကျွန်တော်တို့လည်းကိုယ်တိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်မင်းလင်းဘာလို့တပ်မလာဆင်းရိုက်လဲကျွန်တော်တို့တော့လှုပ်လို့ရမလဲကျွန်တော်ဘာလို့သွားတပ်မယူတရင်ယူလဲဆိုရင်ကျွန်တော်ဒီမြင်ဝင်းလိုမြောင်းဝါထိုင်နေမြင်ချင်တာမြင်ချင်တဲ့အတွက်ကျွန်တော်သွားကြည့်တာမြင်ချင်တဲ့သွားကြည့်ကြီးနေကြီးတဲ့အပြင်ဒီအစိုးရအတိုင်းကတရင်သမားတွေဘုံမှာဘလို့သဘောထားလဲဆိုတော့ကျွန်တော်သိချင်တာအဲ့ဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်လာပြီးတော့တပ်မယူကိုစူးစမ်းတာတပ်မယူတော့ပြန်လိုက်ပြောရင်တော့တရင်သမားတွေနဲ့ပတ်သက်ရင်အစိုးရအတိုင်းကဘလို့ဆက်ဆံလဲဘလို့သဘောထားလဲ ဘလို့တတ်မှတ်တယ်လဲဆိုတာကိုဒီလိုအခမ်းအနားတွေကနေပြတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒါကိုသိကျင်တဲ့အတွက်သတင်းသမားတယောက်အနေနဲ့ channel ကြောက်နေတဲ့ကျွန်တော်တော့တွားပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ပြတယ်ကျွန်တော်ကသတင်းတောက်တွေနဲ့ကျွန်တော်အတူရှင်ပြီးတော့ဓာတ်ပုံရိုက်တယ်ကျွန်တော် PC junior တွေနဲ့အစသူတို့နဲ့အစကျွန်တော်တွဲပြီးဓာတ်ပုံရိုက်တယ်ရိုက်ပြီးတော့ကျွန်တော်ကတွားဓာတ်ပုံရိုက်မှုနေရာသတင်းသွားယူတယ်ပြောရင်တော့နိုင်ငံတော်ကတာဝန်ရှိသူတွေနိုင်ငံတော်ကြီးကြီးတွေစီစုံပုံကိုရသာသေးဆုံးပုံကိုစီစဉ်ပြီးလူတွေသတင်းသားတွေပေါ်ဘလို့သဘောထားတယ်လဲဆိုတာဒီလိုပွဲတွေရတယ်ပြတယ်အဲ့ကြောင့်မို့ဒီလိုပွဲတွေကိုကျွန်တော်က ကိုယ်တိုင်ဆင်းကြည့်တာဒါကြောင့်ဒီနေ့တော့တယောက်ကပြောပါတယ်ဟောရတဲ့ရောက်ရင်ရောက်ကျွန်တော်တို့ရောက်ရင်တော့ကျွန်တော်တို့မြောင်းနေဖို့ခံမှာကျွန်တော်သိပါတယ်ဘယ်အထိရောက်ဘယ်ဘယ်အထိနက်နက်ပို့မလဲဆိုတော့ပဲသိချင်လို့ကျွန်တော်လာကြည့်တာဆိုရယ်သူစကားလေးလိုပဲတကယ်မှန်ပါတယ်ကျွန်တော်လည်းမြောင်းနေတော့ပို့ခံမှာဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့ဘယ်အစ်စ်ထိနက်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 တူပို့မလဲဆိုတော့သိချင်လို့ကျွန်တော်လာကြည့်တယ်ဒါပါပဲอืมလက်ရှိစတက်အောင်မှာရှိနေတဲ့တရင်သမားဆိုတဲ့သူတွေ lobby ဆိုတဲ့သူတွေရဲ့ဘဝဘလောက်တောင်မှစတက်ကြီးကိုပဲချစ်ချစ်စတက်နဲ့ပတ်သက်ပြီးတော့မှဘောပကဲမာပဲမာကဲအချိန်တလာရင် တို့မြောင်းနေပို့ခံရမှာကိုတို့သိတယ်တိတိယကြီးနဲ့မိုက်နေဆိုတော့အဲ့ဒါကိုလူလို့ခေါ်တယ်လို့ထင်ပါသလားနောက်ထပ်တစ်ခုကပါလဲဆိုတော့ကျော်ပြောမင်းပေါ့ကျော်ပြောမင်းကလေဒီကောင်တအားလူရောင်ဝင်ကျင်တာဗျာသိလားအဲ့ဒီဘီလာရုကတတမရပေါ့ဗျာအဲ့ဒီအဲ့ကောင်လဲအာနာရှင်ပါပဲအဲ့ဒီကောင်ကမြန်မာနိုင်ငံကိုလာလာတဲ့ကြီးစင်နဲ့ပတ်သက်ပြီးတော့မှဒီကောင်လေး lobby တိုက်တိုက်တွေအဲ့မှာတောက်လျှောက်တွေ့ရတယ်ကျော်ဆိုးဦးတို့ကျော်မျိုးမင်းတို့တောက်လျှောက်တွေ့ရတယ်ဘာလို့ဆိုတော့ဒီကောင်လေးလူရောင်ဝင်ကျင်တာလေအာကျွန်တော်တို့လည်းရှိပါတယ်ကျွန်တော်တို့လည်းဒီလိုမှပါဝင်ခဲ့ပါတယ်ဆိုတော့လူရောင်ဝင်ကျင်တာ ပေါ်ပေလှုပ်ချင်တာပေါ့ဗျာအဓိကတော့သိရမှာအဲ့လိုကောင်းနေပေါ့အဓိကစက်တက်နဲ့ပေါင်းပြီးတော့မှအကျိုးတူစီးပွားလုပ်နေတဲ့ကောင်းနေဆိုတော့လေနော်စက်တက်နဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေမှာခုလိုလာပြီးတော့မှသိရမှာဘောပြေးမှလာလဲသူတို့ရဲ့နေစဉ်ဓမ္မတာအလုပ်ပေါ့နော်ရှိနေရှိတယ်လို့မျိုးနေစဉ်ဘောမှနေရတယ်ဆိုတော့လေသိတနာဖို့ကောင်းပါတယ်အဲ့တော့အချိန်တိုင်းမြောင်းနေဖို့ခံရမှာကြောင်တူခံရမှာတိပိမဲ့လဲဘောမှမပြတ်တဲ့ကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်လေးကိုဒါကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုတော့ဒါကျွန်တော်တို့ကျော်စိုးဦးပေါ့အမေကျော်စိုးဦးက ဘာလို့ပေးစားရည်လာပြောနေတာဘာလို့ဆို PDF တွေကိုဒီကောင်းလေးစာမတက်ဘူးပညာမတက်ဘူးလို့ထင်နေတာလားမသိဘူးဘွဲမရဘူးလို့များထင်နေတယ်လားမသိပါဘူးနားတော်ကြည့်ပါအောင်ဒီကောင်းပေါ့လို့ပေးစားပြောတဲ့စကားတွေအဲ့မှာခင်ဗျားကြည့် PDF ဆိုတဲ့အကောင့်လေးလည်းခင်ဗျားကြည့်လိုက်ခင်ဗျားတက္ကသိုလ်ရှိရအောင်လမ်းပြတ်လျှောက်ခဲ့ဘူးလားမဟုတ်ဘူးတက္ကသိုလ်အရလာဘာမှသိဘူးအထက်ထက်ပညာရည်ဒီကောင်းတွေမသိဘူးဆယ်တန်းရဘဝဆယ်တန်းရဆယ်တန်းဘဝအတွေ့အကြုံဘာမှမသိဘူးတက္ကသိုလ်ကျောင်းသားဘဝဘာမှမသိဘူးဝင်းဒီကောင်းတွေဘာသိလဲ ီကောင်ဒီနေစားသမားတွေကြာကုလီတွေကုလီသမားတွေဒီအဲ့ဒီကောင်တွေကခင်ဗျတော်လိုင်းလေးလာလို့ဖယ်ရအကြောင်းတွေလာပြောနေတာအဲ့လိုကောင်တွေကြီးကျယ်ပြောနေတာဒီကောင်တွေရဲ့ဘဝဖြတ်တမ်းမှုတွေခင်ဗျာလိုက်ကြည့်လိုက်ဒီကောင်တွေဘဝဖြတ်သားမှုတွေမပြောကြည့်ပါရခင်တော်ကခင်ဗျာရရွေးရွာကြီးလုံးကေတော်မှာဟိုးပဲခင်ဗျာဟိုးနောက်ဆုံးကနေပြီးတော့ခက်လန်းလန်းနေကြည်ရတဲ့ဘဝတွေလူလိုသူလိုခင်ဗျာဒီကြမ်းပြုံးမှာအတူတူထိုင်ခဲ့ဘူးတဲ့လူတွေမဟုတ်ဘူးအဲ့ဒီကောင်တွေလက်ရှိခင်ဗျာအမ PDF ရောင်ရောင် PDF ဆိုတဲ့ကောင်တွေပေါ့ဗျာအကြမ်းမဲ့အုပ်စုတွေ ယခင်ကကဗျာလွားမလူလိုသူလိုနေခဲ့ဘူးတဲ့လူတွေပို့တော့ကဗျာအလဲနှောင်းကြောင်းတော့ဆုံးအောင်တင်လာခဲ့ဘူးတဲ့ကောင်လည်းမဟုတ်ဘူးအဲ့ဒီကောင်ကကဗျာကြီးကြီးတွေပြောနေတာကဗျာတက္ကသိုလ်ရှိရာကန်နေမှတော့လက်ဖေးထိုင်တော့ဘူးတဲ့ကောင်တို့မဟုတ်ဘူးဟဲ့လားကဗျာကော်ဖီတစ်ခွက်အဲ့ဒီချိန်တော့ကော်ဖီတစ်ခွက်ကဗျာ90ရံတော့တောက်ဘူးတဲ့ကောင်လည်းမဟုတ်ဘူးလီမူတီတော့ဖြော်ပြီးတောက်ဘူးတဲ့ကောင်တို့မဟုတ်ဘူးအဲ့လိုကောင်းနေရတာကြောင်းပတတ်နေပါကြလို့ခပြဘလောက်ဟွာဖြစ်ဖို့ကောင်းလို့ရှင်းရပါပဲကျွန်တော်တို့ကရှင်းတယ်ခပြဒီလိုနေရာတွေရှင်းရပါဘဲပြင်တာမှထောက်စားတယ်မလို့ဆွာပါပဲကျွန်တော်တို့ကရှင်းလေ ကလေးငယ်တွေမျက်နှာမှာလိုရဲ့ကျန်တဲ့မျက်နှာကြည့်ရအောင်အကြောင်းမရှိဘူးဘယ်လိုကောင်လဲဘာကောင်လဲကွာဘာကောင်လဲရအောင်လေဘာကောင်လဲဒီကောင်လေးရှေ့ရမှာပဲကျွန်တော်တို့ကတော့တော်တော်လေးကိုလက်ကိုရားနေရပါပဲကျွန်တော်တို့ဘဝတွေရေးရရှိရရေးပေးရမှာပဲအာရှင်းရှင်းလေးကျွန်တော်တို့ဘဝတွေရေးပေးတာအသက်တစ်ချောင်းပဲရှိတယ်อืมကျွန်တော်ဘဝတစ်ခုပဲရှိတယ်တောင်ရှိတာမှကျွန်တော်ပြည်သားစုဘဝပဲရှိတယ်ရှင်းရှင်းလေးကျွန်တော်တို့ရေးရမှာပဲဗျမရေးလို့မရဘူးမရေးလို့မရဘူးကျွန်တော်ဒါပြောရတော့ဗျာခမရကလည်း ရင်းတယ်ဗျာကျွန်တော်ဘုရားလည်းရင်းတယ်ဗျာခင်ဗျာရင်းပလိုက်တယ်ဆော်ပလိုက်တယ်ဗျာအဲ့အကြမ်းဖက်အုပ်စုတွေတော်တော်ဆိုးတယ်ဗောဗျာနော်ဆိုတော့လက်ကိုရားနေတာပဲရင်းကျင်တယ်မင်းကဘလို့ရင်းကျင်တာတော့အဲ့ဒီမသိနိုင်တဲ့အဲကွန်ခန်းထဲကနေပြီးတော့မှအဲ့အလုံးပိတ်ခန်းထဲကပြီးတော့မှရင်းတယ်ဗျာရင်းတယ်ဗျာဆိုပြီးပြောနေပါလားအဲ့စကားတော့မင်းကလည်းမင်းသားသမီးတော်လုံးတက်တယ်မင်းတို့အသက်ရွယ်ကောင်းတော်မှပြည်သူတူဦးတယောက်တော်မှလုံးတက်တယ်ဆိုတော့ပြောချင်တာနောက်တစ်ခုကပါလဲဆိုတော့မင်းလက်ရှိကွာငါတို့တော်လိုင်းရေးလုပ်တယ်ကွာတော်လိုင်းရေးလုပ်တဲ့ဥစ္စာပညာတက်ဖို့လိုလို့လား မသိမချင်းမတာတော်လိုင်းအေးလို့တယ်ဆိုတာပညာတတ်ဖို့မလို့ကိုချင်းစာစိမ့်နဲ့တစ္ဆာရှိဖို့ပဲလိုတာအဲ့ဒါကိုမင်းသိဖို့လိုတယ် PDF တွေကိုပညာမတတ်ဖို့လို့မင်းကထင်တယ်ပေါ့ဟမ်မင်းကအတတ်ပညာဘယ်လောက်ရှိလို့တော့ဟမ်တက္ကသိုလ်အင်္ဂလိပ်လို့ဘယ်လိုခေါ်လဲရောသိလားကန်နေကန်နေနဲ့ assignment တို့ပါလေ tutorial တို့ lab တို့ပါလေအဲ့ဒါတွေကိုမင်းကသိချင်လို့လားဟမ် PDF တွေကိုပညာမတတ်ဖို့လို့ထင်တယ်ပေါ့ PDF တွေကိုပညာမတတ်ဖို့လို့ထင်တယ်မင်းနဲ့ငါငါခင်တဲ့အဲ့ငါအညာဘက်ကညီကိုရော်တွေနဲ့ အညာ PDF ကညီလေးနဲ့အင်္ဂလိပ်စကားပြန်ပြောမလားမင်းတို့ challenge ခေါ်တယ်မင်းတို့ debate လုပ်ရှင်လည်းလုပ်လို့ရတယ်ရှင်းလားဘောလိုပေးစားရတအားမပြောနဲ့မင်းတို့မျိုးဟိုဆယ်တန်းဆိုတာဘာမှမသိတက္ကသိုလ်ဆိုတာဘာမှမသိမင်းပါကောင်လဲတော့ငါမသိဘူးကွာ PDF တွေနဲ့မရှင်းတဲ့ဟိုမင်းအတတ်ပညာဘယ်လောက်ရှိလဲငါနဲ့ရှင်းမလားကြီးကျယ်ပြောမနေနဲ့တော်လိုင်းကြီးလှုပ်တဲ့သူတွေကိုပညာမတတ်ဘူးလို့မင်းမထင်နဲ့ဟဲ့လားပညာထက်လို့တော်လိုင်းကြီးလှုပ်တာပညာရှိလို့တော်လိုင်းကြီးလှုပ်တာ အသိပညာအတတ်ပညာတွေအကုန်လုံးရှိလို့တော်လိုင်းကြီးလောက်တာနော်အုံနောက်ရှိလို့မင်းတို့အုံနောက်ရှိလို့ဘောမနေတာဘောကစောက်ဘောကြော်စိုးရဲ့နော်မင်းတို့ပြောရလဲနှိမ်နေဖြစ်အောင်မယ်โอเคဆိုတော့နောက်တစ်ဗီဒီယိုပါလေးတစ်ခုကတော့ကိုမောင်မောင်ပေါ့နော်ကိုမောင်ကဘာပြောလဲဆိုတော့သူကသူပြောတဲ့ခေါင်းစဉ်တွေကိုသိတဲ့ဘောကြတာဗျကြောက်တာကလားတဲ့စားတာတရုပ်လေသဘောကြလိုက်တာကဲနောက်တော့ကြည့်အောင်ဒီအကြောင်းအရာပြေတော့လေတေးရဲ့လက်ကင်တုတ်ကားတဲ့ဆေးဥစုဖြစ်နေတာကိုမောင်ဘာပြောခြင်းတလဲတဲ့ ုံးဝအားကိုးလိုက်ရတာတော့ငင်းလို့မရဘူးပေါ့ဗျာနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ရှမ်းမြောက်ရှမ်းမြောက်ဆိုလို့ရှိရင်လည်းဟိုဘောမတရုတ်ကသူ့နိုင်ငံလိုပဲသူ့နိုင်ငံထားအောင်စိုးပါသေးတယ်။အရာရာဟိုကောင်ဒီမှနေဒီကောင်ဟိုမှနေဒီကောင်ကဒါပေးလဲဟိုကောင်ဒါပေးလဲဆိုပြီးချေလဲသွားတာပဲနော်။အဲ့တော့ဟိုကတရုတ်ကမချေလဲပါဘူးလို့ပြောလို့ရှိရင်လည်းကျွန်တော်ကတစ်ဖက်ပြရရောက်မယ်။အတရုတ်နိုင်ငံရဲ့သူကဘယ်လိုခေါ်တရုတ်လက်ကင်ထုတ်လာဆိုတဲ့ခါကျတော့လည်းအဲ့လိုလည်းပြောလို့မရဘူးပေါ့။နိုင်ငံရဲ့ သူကဘယ်ခေါ်တရုတ်လက်ကင်ထုတ်လာဆိုတဲ့ခါကျတော့လည်းအဲ့လိုလည်းပြောလို့မရဘူးပေါ့ဗျာနော်အဲ့တော့တရုတ်ကိုအတိုင်းတာကြီးကြီးမားမားအထိကျွန်တော်တို့ကချယ်လေခွင့်ပေးလိုက်ရပြီဆိုတော့ငြင်းလို့မရအောင်အထုတ်တူတရုတ်တွေလည်းကျွန်တော်မြန်မာနိုင်ငံထဲမှာဗျာဒီခြံနေခြံနေလိုက်ဝင်တာခုမြန်မာနိုင်ငံဒီဒီဘောဆိုတော့နိုင်ငံသားနိုင်ငံသားမပုံနေဆိုတာလည်းတော်တော်ရလွယ်ပါလေပိုက်ဆံရှိလို့ရှိရင်နော်အဲ့တော့ပိုက်ဆံရှိရင်ရလွယ်ဒီလိုမျိုးစနစ်ပြစနစ်စိုးကြီးတဲ့မှာဗျာနော်တရုတ်တွေက နိုင်ငံသားကျွန်တော်တို့ကခင်ဗျားတို့ခင်ဗျားတို့ကပြောနေမှာဗျာကလာကလာကလာနဲ့ပြောနေပေမဲ့တကယ်တမ်းအခုခင်ဗျားတို့ကလာပေါ့ဗျာခင်ဗျားတို့ပြောတယ်လို့မွတ်စလင်ပါနော်နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့စိုးရိမ်နေတာကိုလည်းကျွန်တော်အပြည့်မပြောပါဘူးအဲဒါပေမဲ့တော့ခင်ဗျားတို့ဒီဘက်မှာကြီးပဲအရင်စိုးရိမ်ပြီးတော့တရုတ်ဘက်ကကြတော့အာယုံမထားတော့ကျွန်တော်တွေ့ရတယ်တရုတ်ကြတော့ဗျာအခုဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာကြားဖြန့်ကြားဖြန့်လုပ်ငန်းတွေဆိုလို့ရှိရင် တရုတ်ကပဲလာပြီးလူဘာဝကျင်တိုင်းကလုတ်ချင်တယ်လို့ဘယ်ကလားမှဒီလုတ်ကိုမလုတ်ဘူးကျွန်တော်ကြည့်တာနော်ဟုတ်ပါဟုတ်ပါလျန်ဆိုးရင်နဲ့ကလားကလာပြီးတော့မြန်မာနိုင်ငံရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နိုင်ငံရေးကိုလာ OIC ကလာချဲလေတာကျွန်တော်တခါမှမတွေ့သေးဘူးသူနော်ဟုတ်ပါ OIC ကလာပြီးတော့ရှမ်းမြောက်ကစားဟဲ့ကောင်မှနေဟိုကောင်မှမနေဆိုတာဘူးမှ OIC ကလာလို့တော့မတွေ့ဘူးလာလို့တော့မတွေ့ဘူးဘယ်ခင်ဗျားတို့ပြောနေကလားပေါ့ဗျာကလားနိုင်ငံဘယ်နိုင်ငံကမှမြန်မာနိုင်ငံကိုလာပြီးတော့ချဲလေတာကိုကျွန်တော်မတွေ့ရဘူးอืมဒါပေမဲ့တော့တရုတ်က စီရေးမှာဟိုအဖွဲ့ကိုထောက်ခံဒီအဖွဲ့ကိုထောက်ပံ့ဟိုအဖွဲ့ကိုလက်နက်ပေးဒီအဖွဲ့ကိုဒါမျိုးတွေလုပ်မြန်မာနိုင်ငံထဲမှာလှုပ်ချင်တယ်လှုပ်မြန်မာနိုင်ငံထဲမှာဒီကျတို့မပုံနေနေယူနော်မြန်မာမျိုးသမီးတွေကိုတခါတည်းဟိုမှာတရုတ်ပြည်မှာအခုမြန်မာပြည်တွင်းမှာဒီဟိုလိုခေါ်မလဲကျွန်တော်တို့အာ တရုတ်မယားရှာဖွေမှုကပွဲစားတွေနဲ့တော့တည်တည်ချာချာရှာဖွေနေဖြစ်တယ်အဲ့တော့ဘယ်ကလားမှဒီလောက်ကိုလောက်တာကျွန်တော်မတွေ့ဘူးเนาะခင်ဗျားတို့ကကြောက်တာကလားခင်ဗျားတို့တကယ်တမ်းစားနေတာတရုတ်ဖြစ်နေအဲ့လည်းနည်းနည်းသတိထားအောင်อืมဆိုတော့လက်ရှိချိန်တွေကမှဘယ်လိုဖြစ်နေလဲဆိုတော့ဟိုဒီကောင်တွေကအရင်တုန်းကထားပါတော့ဗျာဒီကောင်တွေကလေဟိုအစ္စလမ်ဘာသာဝင်တွေပေါ့နော်တော်တော်မုန်းတာဗျာသိလားသို့ပေမဲ့လည်းဒီကောင်တွေပြောနေကြစကားတခွန်းရှိရဲ့အဲ့ဒါဘာလဲဆိုတော့ဟာအဖွားကြီးသာဆက်အုပ်ချုပ်မယ်ဆိုရင်ဒေါ်စုသာ စက်အုပ်ချုပ်မယ်ဆိုရင်မေတော်ဆန်းစုကြည်တဲ့ဆက်ပြီးတော့မှအုပ်ချုပ်မယ်ဆိုရင်ငါတို့နိုင်ငံကြီးကမွတ်စလင်နိုင်ငံကြီးဖြစ်တော့မှာတော့ပါတော့ဖြစ်သွားလားဖြစ်သွားခဲ့လားအေးမင်းတို့လက်ရှိမြန်မာနိုင်ငံမွတ်စလင်နိုင်ငံဖြစ်မဖြစ်တော့မသိဘူးတရုတ်ကတော့မင်းတို့ဘာမင်းအောင်လိုင်းရောမြန်မာနိုင်ငံရောလက်ငင်းရောအချွေရောဖင်ချနေရတော့မင်းတို့လက်တွေ့အမြင်မဲမဟုတ်ဘူးလားတရုတ်နဲ့ပတ်သက်ပြီးတော့ကြောင့်တခုံးမှမဟရဘူးဘယ်ပြည်သူမှဟတာငါတို့မမြင်သေးဘူးနောက်တစ်ခုကပါလဲဆိုတော့ဟိုမင်းတို့ဘောမတွေပြောတာနော်ပြည်သူဆိုတာဘောမပြည်သူပြောတာအကုန်လုံးပြောတာပေါ့အဲ့လိုမျိုးကြောင့်မင်းတို့မဟရသေးဘူးတရုတ်ကြတော့တအားကြောက်တယ်နော် မင်းတို့ကမင်းတို့တရုတ်ကြောက်တက်ဖြစ်နေပြီမင်းတို့မင်းတို့အဖြစ်ကတရုတ်ကြောက်စက်တက်ကြီးဖြစ်နေပြီတော်တော်ဆိုးနေပြီမင်းတို့တရုတ်ကိုကြောက်တဲ့စစ်ကောင်းဆောင်တရုတ်ကိုကြောက်တဲ့စစ်တက်တရုတ်ကိုကြောက်တဲ့ဘောမပြည်သူဖြစ်နေပြီအဲမင်းတို့ဘောကမင်းတို့ပြန်ကြည့်အောင်နော်ဘိုအစ္စလမ်ဘာသာဝင်တွေကိုမစိုးရိမ်နဲ့တို့တို့တို့အေးဆေးနေတာမင်းတို့ပဲပလိန်တွေတော်တော်တိုက်ခိုက်နေတာနွားတွေနော်โอเคအဲအဲ့တော့နောက်တစ်ဗီဒီယိုမှာလေးတကူကတော့ဒါကျွန်တော်တို့ဒါတော့ဒီကျွန်တော်တို့စစ်တက်ကပေါ့နော်သူတို့ရဲ့အောက်ခြေစစ်သားတွေပေါ်မှာအဲကျွန်တော်တို့မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘလောက်တောင်ရုတ်မာခဲ့လဲဆိုတော့ကို CDN ကျွန်တော်တို့တစ်ချက်ကြည့်ပါတော့။အဲကျွန်တော်တို့ coin ရဲ့ဇနီးမချချိုမြင့်ကပြောပြလာပါတယ်။နားထောင်ကြည့်အောင်။မဲကဘာဖြစ်လို့မတမာမှုတွေဒီစက်တက်ထဲမှာရှိလဲဆိုတော့စစ်တီတွေကိုကြတော့သူတို့ကအစစ်တီတွေကခွင့်သွားမယ်။တချို့ကြတော့စစ်စင်ရေးထွက်မယ်။တချို့ကြတော့ခွင့်ပြန်မယ်။စစ်စင်ရေးထွက်တဲ့ရဲဘော်တွေကိုကြတော့ကြိုတင်မဲဆိုပြီးတော့သူတို့ကကြိုတင်မဲအရင်ထည့်ခိုင်းတယ်။စစ်တီတက်ခွဲမှာအင်အား160ရှိရဆိုရင်အဲ့ဒီ160ဆာကို จุติมဲအရင်ထည့်ရတယ်အဲ့ဒီจุติมဲပြီးလို့ရှင်စစ်တီတွေကရှေ့တန်းထွက်ရတာအယောက်20 30ပဲရှိရအင်းအဲ့ဒါပြီးရအဲ့ဒီ160အဲ့ဒီ100 130လောက်ကျန်တဲ့စစ်တီတွေကထပ်ပြီးတော့မဲတစ်ခါကိုယ်တိုင်မဲထပ်ထည့်ရသေးတယ်အင်းကိုစားပြီးတော့ကိုယ်တိုင်ထပ်ထည့်ရတာအဲ့ဒါပြီးတော့ညီမတို့တွေမှတ်ပုံတွေမရှိဘူးမှတ်ပုံတွေမရှိတဲ့ရဲမေတွေရောစစ်တီတွေရောမဲထည့်ခဲ့ရတာအာဒါသူတို့လောက်ပိုင်ခွင့်ပေါ့သူတို့စစ်တပ်ထဲမှာအာဏာရှိတယ်အရာရာကိုသူတို့လုံနိုင်တယ် မပုံတင်မလိုပဲနဲ့လဲမဲထဲလို့ရတဲ့ပုံစံမျိုးစစ်တပ်ထဲမှာရှိရဒါသူတို့ရဲ့နီးစနစ်ပဲအဲမြမတို့အပြင်မှာအရက်သားတယောက်နေနေမှတ်ပုံတင်အိမ်တော်စုစီရမရှိမဲထဲလို့မရစစ်တပ်ထဲမှာမှတ်ပုံတင်မရှိလဲမဲထဲလို့ရနောက်ပြီးတော့ကိုစားတို့အဲ့လိုမျိုးရက်ကွက်အနေနဲ့တို့ကိုအောင်ဆိုလို့ရှိရင်ကိုအောင်အိမ်ခွင့်အိမ်သူ့အိမ်မှာလဲသွားထည့်ခိုင်းတာကိုအောင်ဆိုသူ့အိမ်မှာလဲမဲသွားထည့်ခိုင်းတာကိုအောင်နမယ်နဲ့ ကိုအောင်အဲ့အဲ့ဒီအဲ့ဒီမှာထဲတဲ့အချိန်မှာလဲကိုအောင်တို့ကအဲစစ်သားမျိုးရိုးဖြစ်တဲ့အတွက်အနစ်မောင်ကစစ်သားဖြစ်တဲ့အတွက်သူ့အမျိုးတွေအကုန်လုံးကိုလဲဒီကြက်ခိုင်ရေးပဲမဲထဲခိုင်လာအဲအရသာပြည်သူတွေကအဆောက်ကိုမဲကိုလွတ်လပ်စွာပေးပိုင်ခွင့်မရှိဘူးချင်းချောက်မှုတွေကအဲဘုနစ်မောင်ကစစ်သားဖြစ်တဲ့အတွက်တို့ကအကုန်လုံးကကြက်ခိုင်ရေးပဲမဲပေးရမှာ မပေးဘူးဆိုရင်အဲနစ်အမောင်ကိုငါတို့ကတခုခုအဲလုံးမှာပေါ့နော်တို့ကအဲ့လိုမျိုး ူအမတွေကိုသွားချိန်ချောက်တယ်သူအမတွေကကြောက်တတ်တယ်မောင်တစ်ခုခုပြစ်မှာဆိုလို့သူတို့တမိသားစုလုံးကလည်းကြန့်ခိုင်ရေးပဲမဲပေးခဲ့ရတယ်အဲအိမ်တော်စုစီရင်တယ်မှာမပါဘူးဆိုရုံးကိုသွားရုံးကိုသွားပြီးအိမ်တော်စုစီရင်တယ်ကိုချက်ချင်းကိုကောက်ထည့်တာချက်ချင်းကိုကောက်ထည့်ပြီးလို့ရှိရင်အဲ့ဒီ9ယောက်ရှိရှိ9ယောက်ရှိရှိအကုန်အဲ့ဒီမဲကိုထည့်ရတာသူတို့ဘလို့ပဲမဲကိုလိမ့်လိမ့်ပြီးထက်ထက်အရေအတွက်တွေကိုဘလို့ပဲလှုပ်လှုပ်ပြီးတော့လှုပ်ဆက်ပဲလှုပ်လှုပ်အချိန်တန်တော့ရလက်ကအမှန်တရားဘက်ကပဲနိုင်သွားတာပဲအဲ့ဒါကိုမတရားလှုပ်ပြီးတော့အဲမဲခိုးတာတို့မဲလိမ့်တာတို့ အမှန်ကတော့ညီမတို့ကတော့စစ်သားဇနီးတယောက်အနေနဲ့ကတော့စစ်တပ်ထဲမှာကတော့အလိန်ညာတွေကြီးပဲမဲထဲခဲ့ရတာညီမတို့ကိုယ်တိုင်လည်းအလိန်ညာနဲ့ပဲမဲထဲခဲ့ရတဲ့အတွက်မဲကအမှန်တရားမရှိခဲ့ဘူးအင်းစစ်သားဇနီးမယားတယောက်အနေနဲ့ပဲမဲပေးခဲ့ရတာပြည်သူတယောက်အနေနဲ့မဲပေးပိုင်ခွင့်မရှိဘူးသူတို့ကပြောပြီးဝိုင်းသူတို့တပ်ထဲမှာနေပြီးဝိုင်းသူတို့ပေးတဲ့ဆန့်ကိုစားပြီးဝိုင်းသူတို့သူတို့အတွက်ရင်းပေးရမှာအော်သူတို့အတွက်ညီမတို့ကအဖြစ်ခံစရေးခံနေပဲအော်သူတို့က တခါတည်းညီမတို့ပြောထားဘူးဝါကြီးမဲကိုမှားပေးခင်းအပြစ်ပေးမှာတတ်ထဲကနေမောင်းထုတ်တဲ့အထစ်ကိုလုံမှာအဲဆိုလင်မယားကွဲတဲ့အထစ်ဘာဖြစ်လို့လဲဆိုတော့သူတို့အတွက်ကမဲသမဲလဲအရေးကြီးတဲ့အတွက်သူတို့ကအဲ့ဒီမဲသမဲမှားပေးခင်းဒါမှမဟုတ်ဟိုမရောက်ဒီမရောက်ပေးခင်းဒစိတုံးကိုပြက်ပြက်တသားထုဖို့တကွက်သေးကိုထုဖို့ဒီဘက်တော့အစွန်အစွန်အစွန်မစေဟိုဘက်ကိုနှစ်ခွမဖြစ်ဖို့ဒါတွေကအစအသေးစိတ်ကစအရာရှိတွေကရဲမေတွေကို စစ်စနစ်တကျကိုတင်ထားပေးတာအဲ့ကြောင့်မလို့ညီမတို့မှာဘယ်မဲဥမှာပေးပိုင်권မရှိဘူးကြန့်ခိုင်ရေတစ်ခုတည်းကိုပဲပေးရတယ်စစ်သားမိန်းမဖြစ်တဲ့အတွက်ဒီအစိမ့်ကွက်ကိုပဲနှိပ်ရမယ်ဆိုတော့ညီမတို့ခေါင်းထဲမှာဆွဲနေပြီးသားညီမတို့မှားလည်းမနှိပ်ရဘူးမှားနှိပ်ပြီးွားရင်သူတို့စောက်ကျင်ရုံမယ်ဆိုရုပ်လို့ရတဲ့အရာတွေအများကြီးရှိရအဲ့ကြောင့်မလို့ညီမတို့မှာကိုယ့်ယောက်ျားကိုလည်းငှဲရတယ်မိသားစုကိုလည်းငှဲရတဲ့အတွက်မဲပေးတဲ့အချိန်ကြလို့ရှင်ကြန့်ခိုင်ရဲ့အကွက်ကိုပဲညီမတို့မှာလက်ကိုတုံနေရောပဲ့မှတော့ကြောက်ရတာသူတို့အချိန်ချောင်းမှုတွေကတကယ်လဲလောက်တာ လှုပ်တဲ့အတွက်ညီမတို့ကကြောက်တယ်။အဲဒါကြောင့်မလို့ညီမတို့မလှုပ်ရဲဘူး။အန်အန်ဒီကိုမဲမပေးရခဲ့ဘူး။အင်းတက်ခိုင်ကိုပဲမဲပေးခဲ့ရတယ်။အင်းဆိုတော့မင်းတို့စက်တက်အားပေးထောက်ခံတဲ့ကောင်တွေစစ်ဘောမတွေစစ်စက်တက်အတိုင်းဝိုင်းအောင်တွေဘာညင်းကျင်နေလဲ။ဒါမင်းတို့ရှိမှတာဝန်ထမ်းဆောင်ခဲ့တဲ့သူနော်။သိလား။ငါတခုထပ်မေးချင်တာပါလေဆိုတော့လေအဲ့မင်းတို့စက်တက်အတိုင်းဝိုင်းကစောက်ယူတွေငါမေးချင်တာလေ။စစ်သားဖြစ်တာနဲ့ကျန်းခိုင်ရေးကိုမဲပေးရမယ်လို့ဘဲဆောက်ယူကပြောခဲ့တာ။ဘဲဘိုချိုးကပြောခဲ့တာတော့။တို့ကတို့ရွေးချယ်ပွဲကမရှိဘူးလား။ မရှိလည်းမရှိခဲ့ဘူးလေမရှိလို့ဒီလိုမျိုးတွေသူဒီအမအမှန်တရားတွေမချွတ်ချွတ်မြင်ပြောနိုင်တာပေါ့အဲကြောင့်မို့လို့မင်းတို့ပြည်သူနဲ့ပတ်သက်လာရင်နိုင်ငံနဲ့ပတ်သက်လာရင်ဆောက်ရှောက်ရှိရစစ်တပ်လို့ပြောတာကိုရဲဘော်ရဲဘက်အချင်းချင်းကိုစစ်သားတော်မှာသူ့ဘာသူလုတ်ပိုင်권မပေးတာဘူးသူ့စိတ်ချလုတ်ပိုင်권မရှိဘူးအော်အဲ့ဒါတရားများတောင်းမှုရှိတာလားအဲ့ဒါကိုမင်းတို့အဲ့ဒါနဲ့ပဲမင်းတို့ကမင်းတို့အဲ့ကိုစစ်သားချင်းချင်းတော်မှာတရားများတောင်းမှုမပေးပိုင်နဲ့မင်းတို့ကပြည်သူတရားများတောင်းမှုပေးမယ်ပေါ့လော်ပဲရမယ်ရှင်းနေနော်โอเคဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆောင်တွေ့ပါမယ် မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ။ Latta Reblog YouTube Channel ဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြကိုကြီးကြမှာခြင်းတို့တို့ကပြေဝနိုင်ကြပါသည်ဗျာ။